ားလုံးပဲမင်္ဂလာပါခင်ဗျာ CRDAN Football Channel ရနေပြန်လဲကြိုဆိုလိုက်ရပါတယ်အဲဒီကနေ့ည7:00နာရီခွဲအချိန်မှာဆိုလို့ရှိရတော့ပေါ်တူဂီအသင်းနဲ့အာမေးနီးယားပွဲစဉ်ရှိပါတယ်အဲကျွန်တော်နေဒီပွဲစဉ်မှာပေါ့နော်ပေါ်တူဂီအနေနဲ့အဲဘယ်လိုမျိုးပွဲထွက်ခင်စင်ကိုတုံးနိုင်လဲဆိုတာကိုကျွန်တော်တုံးသက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီလိုစလိုက်အောင်အဲ့တော့ပေါ်တူဂီကပြီးခဲ့တဲ့အိုင်ယာလန်နဲ့ပွဲစဉ်မှာ2-0ဆိုရရလန်နဲ့ရှုံးနေခဲ့တယ်အဲတော်တော်လေးကိုဆိုးရတဲ့ရလက်ပေါ့နော်အဲ့ဒီပွဲစဉ်မှာကျွန်တော်တို့ခရစ်စတီယာနိုရိုနယ်ဒိုလည်း ဒီထောက်ခံလာရတယ်ဒါကြောင့်မလို့ဒီနေ့ပွဲစမှာသူပါတိုင်းမှာမဟုတ်ဘူးဒါကြောင့်မလို့တိုက်စစ်မှာဘယ်သူတွေဦးဆောင်လာမလဲဆိုတာကိုကျွန်တော်နဲ့အတူတူသုံးသပ်ကြည့်အောင်အဲ့တော့ကိုသမားနေရာမှာတော့ Diego Costa ပဲနောက်တမ်းမှဆိုလို့ရှိရင်တော့အဲ Ruben Dias ကတော့မဖြစ်မနေပါလိမ့်မယ်အဲသူနဲ့တွဲမှာက Ronaldo Vigas လားဒါမှမဟုတ်ရင် Inacio လားပြီးခဲ့တဲ့ပွဲစမှာတော့ Inacio သုံးထားတယ်အာဒါကြောင့်မလို့ဒီနေ့ပွဲစမှာ Inacio ပဲပြန်ပါတာဖြစ်နိုင်တယ်အဲဒါပေမဲ့ ဒီပြကဒုတိယပိုင်းမှာပေါ့နော်ပြီးခဲ့တဲ့အိုင်ယာလန်နဲ့ပွဲစဉ်မှာဒုတိယပိုင်းမှာရီနာဒိုဗီကာကိုလည်းအခွင့်အရေးပေးခဲ့တဲ့အတွက်ကြောင့်ဗီကာလည်းပြန်ပြီးတော့ပါလာနိုင်တယ်ဒါဆိုလို့ရှိရင်ဗီကာနဲ့ဒီအဲ DS နဲ့ဖြစ်မှာပေါ့နော်အဲ့တော့ဒီ left back ပေါ့နော် left back ကတော့လေးပြဿနာတက်ပါတယ်ဘာလို့ဆိုလို့ရှိရင်ဒီ Nuno Mendes ကဒဏ်ရာပြဿနာကြောင့်မပါနိုင်တဲ့အချိန်မှာ ဒီကိုထားလို့အသုံးနေရတယ်အဲ့တော့ဒီကိုထားလို့ရခြေစားကိုလည်းညီကိုတွေအားလုံးအသိပဲအဲဒါကြောင့်မလို့ left back ကတော့တော်လေးကိုတိုင်ပတ်တယ်ပြီးရင်ဒီကိုထားလို့ရအသာချက်ဖြစ်တဲ့ဒီ right back လည်းမဟုတ် ပြသူ့ရဲ့မှာဒီဘယ်ချမ်းကြီးမှာကစားနေရတာဆိုတော့အဲ့ဒီဘယ်ချမ်းတော့တော်လေးကိုအားနေနေတာကိုတွေ့ရတယ် right back မှာတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအဲဂျောင်းကဆယ်လိုအသုံးခဲ့တယ်ဒါပေမဲ့နေပြဒုတိယပိုင်းမှာတော့ဆမီတိုအသုံးလာခဲ့တယ် အဲဒီမှာတခါတည်းကျွန်တော်ဖြတ်ပြီးတော့ပြောချင်တာကနီးပြအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဗျာရှုံးနေနေတဲ့အချိန်မှာတော့မှဘာလို့ defense player တွေကိုပဲလဲခဲ့တာလဲအဲဆိုပါစို့ဗျာအဲဒီအင်နာစီယိုနဲ့ရီနာဒိုဗီကာနဲ့လဲထားတော့ပြီးရင်နေဆာဆမီရိုနဲ့ဒီဂျောင်းကန်ဆယ်လုံးနဲ့ကိုလဲခဲ့တာဒါတွေအားလုံးอ่ะဗျာအတင်းရှုံးနေတဲ့အချိန်မှာတိုက်စစ်ဖွင့်ပြီးတော့ကစားရမှာဗျာတိုက်စစ်မှုတွေကိုလဲပြီးတော့ကစားရမယ့်အချိန်မှာနီးပြကတော့ defense player တွေကိုလဲထားတော့ကျွန်တော်တို့စဉ်းစားလို့မရဘူးဒါကစားခွက်အပြောင်းလဲကြောင်းလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော် ဒါတော့ထားပါတော့အဲ့တော့ device line ၄ယောက်ကတော့ cipher တွေကတော့နည်းနည်းလေးအားနည်းနေရအောင်ကျွန်တော်တွေးရတယ်အဲ့တော့ကျွန်တော်ကွန်းလိုင်းပိုင်းကိုလေ့လာကြည့်အောင်ပေါ်တူဂီးရဲ့မှာအားကောင်းဆုံးလို့ပြောရမယ်ဆိုလို့ရှိရင်ဒါကွန်းလိုင်းပိုင်းပေါ့နော်ကွန်းလိုင်းပိုင်းမှာဆိုလို့ရှိရင်သိကြတယ်အဒီကြောက်ကျောင်း nervous ရေးပြီးတော့ရင်ဗီဒညာရရတော့မဖြစ်မနေပါလိမ့်မယ်ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ Bruno မပါဘူးဒီနေ့ပွဲစဉ်မှာတော့ Bruno ပါကောင်းပါလာလိမ့်မယ် Bruno မပါဘူးဆိုလို့ရှိရင်တော့နီးပြားက အဲဒီ Ruben Neves ကိုတုံးလာနိုင်မယ် Ruben Neves, John Neves နဲ့အဲပြီးတော့ရင်အဲဒီ Vidin ဟာပေါ့နော်ဟောအဲ့တော့ဟော Bruno ပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအသင်းက Portuguese အသင်းကပေါ့နော်ကိုဘောချိတ်ချောက်မှုတွေပို့ပြီးတော့များကောင်းများတယ်ပို့ပြီးတော့များများလာတယ်ဗျာအဲဒါပေမဲ့ဒီ John Neves တို့ Ruben Neves တို့ပါတဲ့အချိန်မှာ Portuguese ရဲ့ကွင်းလေရအဲ့လောက်ကြီးဒီကိုဘောချိတ်ချောက်မှုတွေအဲဒီဟိုပြောချင်တာကဗျာအဝေးကနေ ဒီကိုဘောက်ကတ်သွင်းမှုတွေကိုကျွန်တော်အားနေတာကိုတွေးခဲ့ရတယ်။အဲတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လေဘရူနိုမပါတဲ့ sorry ရိုနယ်ဒိုမပါခရစ်စတီယာနိုရိုနယ်ဒိုမပါတဲ့အတွက်ကြောင့်အဲကျွန်တော်ထင်ပြောရရင်တော့အဲဒီရာဖေးလီယိုဘယ်ချမ်းမှာတော့အထောက်တိုင်းစမှုအနေနဲ့ဂျောင်ဖီလစ်ကိုသုံးပြီးတော့ဒီ right right wing မှာတော့နီးပြရဲ့စိတ်ကြိုက် player ပေါ့နော်။ save ဟုတ်ပဲကျွန်တော်သုံးလာမယ်လို့ထင်တယ်။အာပါလဲဆိုလို့ရှိရင် network လည်းထည့်ရရနေတာဗျာဒီနေ့ပွဲစမှာတော့ပါမပါမသေးချာသေးဘူး network လည်းထည့်ရရနေတဲ့အတွက်ကြောင့်ဒီအချိန်မှာအားကိုးလို့ရမဲ့ player ဆိုလို့ ဒီဒီ Rafaelio တို့ Jao Felix တို့အဲ Silva တို့ပဲရှိမယ်လို့ကျွန်တော်တော့ယုံကြည်ထားတယ်အဲဒီ Inacio တို့ဟိုဒီ Trincao တို့ကလည်းအဲအဲ့လောက်ကြီးဟိုဘယ်လိုပြောရမလဲအတွေ့အကြုံဘိုင်းအရာရော ပြီးရင်သူတို့ဒီအာဒီမှာပြသထားတဲ့ခြေစမ်းတွေအရာရောအဲ့လောက်ကြီးပေါ်ထောက်ခံပေးတဲ့ player ကြီးလို့မမြင်ဘူးဒါပေမဲ့နေပြကဘလို့ပုံစံနဲ့ပွဲထွက်လာမလဲဆိုတာကိုတော့ဒီနေ့ပွဲစဉ်မှာစိတ်ဝင်စားဝယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။တစ်ဖက်မှာဒီပေါ်တူဂီတို့အုပ်စုထဲမှာဟန်ဂေရီနဲ့ အဲအိုင်ယာလန်နဲ့တွေ့မှာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ဟန်ဂရီတာနိုင်တွားပြီးတော့ပေါ်တူဂီရှောင်းခဲ့မယ်ဆိုလို့ရှိရင်အဲပေါ်တူဂီရဲ့ဒုတိယပဲရမှာဒါဆိုလို့ရှိရင်သူတို့ပလေးအော့ဖ်တွေပါတယ်ခံရမှာဒါကြောင့်မလို့ဒီနေ့ပွဲစဉ်ကိုမဖြစ်မနေအာမေးနီးယားကိုနိုင်ဖို့လိုတယ်အဲတည်ကြခဲ့မယ်ဆိုလို့ရှိရင်တော့မှတည်ကြခဲ့မယ်ဆိုလို့ရှိရင်တော့မှသူနောက်တစ်ဆင့်တက်ဖို့ရန်အတွက်တော်လေးကိုအခြေအနေကောင်းသွားမယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်မလို့ပေါ်တူဂီနီးပြားနဲ့ပေါ်တူဂီအသင်းသားတွေက အဲကဘာဖလာဝင်ကိုရဖို့ရန်အတွက်ဒီနေ့ပွဲစဉ်မှာမဖြစ်မနေအနိုင်ရရှိအောင်ကစားသွားလိမ့်မယ်လို့ကျွန်တော်ကတော့အထင်မြင်မိပါတယ်။ငွေကြေးတွေရောဘယ်လိုမြင်ကြလဲ။ကိုယ့်ရဲ့အမြင်လေးတွေကိုကိုမမဝင်အောင်မချက်ရေးပေးခဲ့ကြပါအောင်ခင်ဗျ။